ျွန်တော်ပြောချင်တာကအတက်လက်သိမ်းပြီးနိုင်ရမယ်အတက်ဆိုတဲ့နေရာမှာကျွန်တော်ပြောတော့စာတမှုပါဘူး scale ပါကျွမ်းကျင်မှုပညာအတက်သူတို့ကိုဒီပညာနဲ့ပတ်သက်ပြီးတော့ဒီအတက်နဲ့ပတ်သက်ပြီးတော့ခေါင်းထဲကိုသွင်းပြီးနိုင်ရမှာဖြစ်သလိုသူတို့ဒီတစ်သက်လုံးသူတို့အသုံးချနိုင်တဲ့အတက်ပဲ့ပြင်ဆုံးမှဟွာပြင်တော်တယ်ဒါပြင်မတော်ဘူးဒီစကားမျိုးပြောတဲ့နေဒီစကားမျိုးမပြောသင့်ဘူး နော်လူတွေအချင်းချင်းလူမျိုးပေါင်းတဲ့ချင်းဆက်ဆံတဲ့နေရာမှာဘယ်လိုမျိုးပြောဆိုင်နေလဲဘယ်လိုမျိုးနေထိုင်သင့်နေဒါမျိုးကိုလေကို့သားသမီးလိုရင်ဝင်ထားပြီးတော့ပြောပြတွန်သင်နိုင်တဲ့ပဲ့ပြင်ဆုံးမနိုင်တဲ့သူအဲ့ဒါမှဆရာပါသိပ်ပါမချမ်းဆိုတာသိပ်ပါဆိုတာအတက်ပြောတာပါကိုယ်မဆရာစားမချမ်းကိုယ်မရှိတဲ့အတက်ပြညာရှိမချမ်းငါတော်တယ်လို့ငါသိတယ်လို့ ငါသပဲ့ဒီတော်ပါစီတက်ပါစီအဲ့ဒီလိုစိတ်ထားနဲ့စေတနာနဲ့သူတို့ကို ပြုစုပြောထောင်ပေးနိုင်မှာဆရာပါဘေးရန်စီကကျောင်းလွတ်လိုက်ရင်ငါတောင်ဝင်မရှိတော့ဘူးသွားသူတို့ဘာသာသူတို့သူတို့မိဘလာကြိုးသွားတော့မှာပဲငါနဲ့ဘာမှမဆိုင်တော့ဘူးအဲ့ဒီလိုလှစ်လျှူနိုင်တာဆရာမဟုတ်ပါဘူးကျောင်းလွတ်သေးပြည့်စေကျောင်းထဲမှာရှိသေးပြည့်စေကျောင်းပြင်မှာရှိသေးငါတပည့်ဟာငါတပည့် လမ်းမှာတွေ့ပြကြီးဖြစ်စေဟေးလမ်းဟိုဒီလိုမကူအောင်ဒီလိုလေးသွားရမယ်အဆက်အရရလာရပြီးတော့ဘေးရန်စီးကဆောက်ရှောက်တက်တဲ့သူအဲ့ဒါကိုလေကျွန်တော်တို့ကဆရာလို့ပြောရတယ်သင်ရအဖို့အရေးကြီးဆုံးမှာတပည့်တယောက်ကိုနောက်ဆုံးချိန်ဒီကိုရှိရလက်ကထွက်သွားပြီမဲ့လို့ငါတပည့်ကောင်းရမောရဘယ်နေရာလေးနဲ့သင်ပါစီရောက်ပါစီဆိုပြီးတော့စေတနာထားပြီးတော့တပည့်တွေကိုသင်ရပြုရအောင် အပ်ပြီးတော့ပို့နိုင်တဲ့ဆရာအဲ့ဒါမျိုးမှကျွန်တော်တို့ကလည်းဆရာလို့သတ်မှတ်ပါတယ်အဲ့ဒါခုနကျွန်တော်ပြောလို့အတားလဲတင်ပဲ့ပြင်ဆိုးမှသိပ်ပါမချမ်းဘေးရန်စီးကတင့်ရအပ်ဖို့ဆရာတို့ဆိုတဲ့ကြွင့်ဝင်တဲ့ညီတဲ့ဆရာတွေတိုင်းပြည်မှာပေါ်ထွန်းမယ်ဆိုရင်ကျွန်တော်တို့ပြဿနာပေါ်စရာဘာမှမရှိဘူးအခုကျွန်တော်ပညာဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဆက်ပြီးတော့ပြောပါမယ်ပညာဆိုတာကိုကျွန်တော်တို့ကမြန်မာပြည်ထံမှာတော့ ခွဲချမ်းသိမြင်နိုင်သောအသိဉာဏ်အတတ်လို့သူကပြောပါတယ်အတတ်ပညာအတတ်ပညာကျွန်တော်တို့ကတွေ့တွေ့ပြီးတော့ပြောပါတယ်ဒါကကျွန်တော်တို့ရဲ့ဖွင့်ဆိုချက်တွေပါအဲ့တော့ပညာဆိုတဲ့နေရာမှာကျွန်တော်တို့ဒီခေတ်မှာပညာကိုကြောင်းမှယူမှကြောင်းမှသင်မှရမယ်ဆိုတဲ့အစွဲကြီး ကျွန်တော်တို့နည်းနည်းစဉ်းစားသင့်ပါပြီ။ကျောင်းတွေကကလေးတွေရဲ့တကယ်လိုအပ်တဲ့ပညာတွေကိုပေးနိုင်ပြီလား။ကျွန်တော်တို့မိကုန်းထုတ်ရပါလိမ့်မယ်။ကလေးတွေဘာတွေလိုအပ်တယ်ဆိုတာကိုရောကျောင်းတွေကသိရသလား။ဥပမာကျွန်တော်ပြောချင်တာကကျောင်းသားတယောက်ကကျောင်းထဲကိုဝင်တတ်မှတ်တဲ့အချိန်မှာပထဝီဆိုပထဝီဝင်သမိုင်းဆိုသမိုင်း ဇီဝဆိုဇီဝဓာတုဆိုဓာတုသင်္ချာဆိုသင်္ချာအင်္ဂလိပ်ဆိုအင်္ဂလိပ်စာစာအုပ်ဖွင့်ဆိုဖွင့်ပြီးတော့ဓာရီပဲလိုက်ပြီးတော့ကျွန်တော်တို့လေ့ကျင့်နေကြရတယ်ခလေးတွေအဲ့ဒီဟာစာတွေကိုစိတ်ဝင်စိတ်ကောဝင်စားကြရဲ့လားကျွန်တော်တို့ပြန်ပြီးတော့ဆန်းစစ်ရမယ်အနေဓာတိဖြစ်လာပါပြီအဲ့တော့အခုကဘာမှာဖြစ်နေတာကငါတို့သင်ကျင်တာကိုခလေးတွေကိုသင်မလား ခရီးတွေလိုအပ်တာကိုငါတို့သင်ပေးမလားအဲ့ဒါဒီကဘာပြောနေကြပြီခရီးလိုအပ်တယ်ဆိုတာဘာကိုပြောတာလဲဥပမာတချို့ကလေးတွေကចောင်းကိုလာတက်ပြီမေလို့သူတို့ပကြီးဆွဲရင်ဆွဲခဲ့ဆွဲဆွဲကျင်တဲ့စိတ်ရှိရင်စိတ်နေမယ်ဒါပေမဲ့ तू ဟာ तू နားမလဲတဲ့သင်္ချာကြီးကိုကျိတ်မိပြီး तू နားထောင်နေရတယ်အလားတူပဲတချို့ကလေးတွေကလည်းဒီအချိန်မှာ तू ဘတ်စကက်ဘောဖြစ်ဖြစ်ဘောလီဘောဖြစ်ဖြစ်သူကစားခြင်းကောင်းကစားခြင်းပဲဒါပေမဲ့ဒီခေတ်ကြီးမှာကစားကွင်းဆိုတာအကြောင်းနေမှာတော့ပျောက်နေပြီသူ့မှာကစားဖို့အခွင့်အရေးကြီးမရဘူးအဲ့လိုကစားဖို့မရလို့အိမ်ပြန်တော့တော့ကစားကွင်းရမလားဆိုတော့ဘယ်ကလေးကမှလွတ်မပေးရအောင်မျက်စိတောက်ထောက်ကြည့်နေရတဲ့ခေတ်ဖြစ်နေတော့ကျွန်တော်တို့ကလေးတွေရဲ့ဘဝတွေကကျွန်တော်တို့ငယ်စဉ်ဘဝတွေနဲ့ဆိုလို့ရှိလို့ရှိရင်ကလေးဖြစ်ရှုံးတယ် ကျွန်တော်တို့ငယ်စဉ်ဘွားတွေကကြောင်းအနေပြန်လာပြီဆိုရင်လွယ်ကိုအိမ်မော်ပစ်တင်လိုက်တယ်ပြီးတော့ခြောင်ထဲရေသွားကူရင်ကူတယ်သွားခြင်းတဲ့နေရာသွားတယ်ညမိုးချုံမှအိမ်ပြန်လာတယ်အိမ်ရောက်ရင်ရေမိုးချုံထမင်းစားအေးစစေးပဲဘာစားမှလည်းကျွန်တော်တို့ကြက်ချင်မှလည်းကြက်တာအဲ့တော့ဒီခေတ်ကလေးတွေကြတော့အဲ့လိုမဟုတ်တော့ဘူးကြောင်းလို့ပြီဆိုရမ်းနဲ့တခါအဲကျူရှင်ဆိုတော့ပြီးရပြန်သူတို့ကလေးဘွားတွေပျောက်ဆုံးနေတာ အဲ့တော့ကျွန်တော်တို့ခုနပြောသလိုကဘာနေပြီးတော့အခုဆန်းစစ်လာတာငါတို့သင်ကျင်တာကိုသူတို့သင်ပါလားသူတို့လိုအပ်တာကိုငါတို့သင်ပေးကြမှာလားအဲ့ဒီမိကုန်းนี่အရန်ထုတ်လာအလွန်ထုတ်လာပြီအဲ့တော့ကလေးတွေလိုအပ်တာကိုငါတို့သင်ပေးနိုင်မှပညာသူတို့ကအဲ့လိုသတ်မှတ်တယ်အဲ့တော့ပြောရမှာပေါ့အကြောင်းနေမှာတော့ဟာငါတို့ကကလေးတွေလိုအပ်တာကိုငါတို့ကနေရာတကာအကုန်လုံးလိုက်ဖြည့်စည်းပေးရမလား ကလေးတွေဘာလို့အပ်တယ်ဆိုတော့ဆရာတို့အသိဆုံးမှာကျွန်တော်လည်းငယ်စဉ်ဘဝဖြတ်သန်းလာခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်ចောင်းစာသင်္ကန်းထဲမှာထိုင်ပြီးတော့စာအုပ်ကိုဖတ်ပြီးတော့အိမ်ငိုင်မလားတခြားဆရာဆရာမကပုံမြင်လေးပြောပြတာကိုနားထောင်ပြီးတော့ကြည်နူးမလားကျွန်တော်တို့ပုံမြင်နားထောင်ကြညာတာပေါ့အဲဒီခေတ်ကြီးမှလည်းဒီလိုပါပဲအဲ့တော့စာသင်မဲ့စာစာသင်နည်းတွေအမျိုးမျိုးတွေဒီခေတ်ကြီးမှဖြစ်လာတယ် ကျောင်းထဲမှာဆရာကနေရှေ့ဆုံးကနေထွက်ပြီးတော့ teacher center ပေါ့ဆရာဘိုးပြုတဲ့စနစ်ကြီးပျောက်လာပြီတပြေးပြေးနဲ့ teacher center ဆိုတာကျွန်တော်ပြောချင်တာရှေ့မှာဆရာဝင်လာငါပြောသလိုလုပ်ဒီစာအုပ်ကိုဖွင့်ဒီတိုင်းဆိုဒီတိုင်းអော်အိမ်မငိုင်းနဲ့နင်ပါဖြစ်တဲ့ညာဖြတ်ဆရာ center အဲ့ဒီ center ကြီးကအခုလွန်မရှိတော့